အားလုံးပဲမင်္ဂလာပါအပိကုကင်ကနေကြိုဆိုပါရစေအိမ်မှာရေဒီကူလက်ရှက်လို့ရမယ့်ဟိချက်နီတန်လေးတွေကိုညှိပေးတော့မှာပဲဖြစ်ပါတယ်အခုကျွန်တော်ရှက်ပြပေးသွားမှာတော့ဒီကယုံကြော်လေးပဲဖြစ်ပါတယ်စားလို့ခေါင်းနဲ့ဒီကယုံကြော်လေးကိုဘယ်လိုကြော်လဲဆိုတော့ကျွန်တော်ဗီဒီယိုလေးမှာကျွန်တော်တဆင့်ချင်းစီရှက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကယုံကို ရေတန့်စင်အောင်ဆေးပြီးတော့ဖြင်းနှားတာလေးပဲဖြစ်ပါတယ်ဖြင်းသွားရင်တော့ကျွန်တော်ထုံးစံထိုင်ကျွန်တော်တို့ကြက်သွန်အဖြူတပြားရိုက်ကိုကျွန်တော်တို့စီးသက်ပေးရပါမယ်လက်တုံလေးကျွန်တော်တို့အနည်း ကျမ်းမနေတာရောက်ပြီဆိုရင်တော့ကျွန်တော်စတင်းဖို့နည်းနည်းထည့်ပေးရပါမယ်။ဒီကနေ့တော့ကျွန်တော်တို့ဒီရှင်းထားတဲ့ခီးယုံတွေကျွန်တော်တို့ထည့်ပေးရပါမယ်။ထည့်ပေးရတဲ့အခါကျရင်တော့ကျွန်တော်တို့တေချာလေးနေရလိုက်ပါမယ်။ဒီရလေးနောက်နေနေပြီးတော့အရွက်တွေနှောင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ ရသမှုတွေထဲပါမယ်ရှုံးမှုရစားရောကျွန်တော်တို့နည်းငယ်စီထည့်ပေးရပါမယ်အဲဒီတော့ကျွန်တော်တို့နောက်နေအောင်လို့ကျွန်တော်ပြန်ပြီးတော့မူရရပါမယ်။ဒါတို့မူရလို့အခုလိုနေရာလေးရပြီဆိုရင်တော့ ညတို့တွေကျုပ်ကိုခေါ်ရပါမယ်ကျုပ်ဖောက်ရတယ်လဲကျွန်တော်တို့ကိုလိုချင်တဲ့တော့လေးလုပ်ရပါတယ်ကျွန်တော်ကနှလုံးရဲတဲ့နှလုံးဖောက်လိုက်ပါတယ်မိတ်ဆွေတို့ကတစ်လုံးကြာရင်နှလုံးတည်းမြင်မြကြာရင်တော့မြင်မြတွေရပါတယ်အဲဖောက်ရပါပြီဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့နှံ့နေအောင်လုပ်ရပါမယ် ွားရင်တော့အခုလိုနေတာလေးကိုကျွန်တော်ရပါပြီအခုဆိုရင်တော့ကျွန်တော်တို့မိတ်ဆွေတို့လည်းရတာရှိရဲ့တီယုံမွေကြော်လေးကိုကြော်ကြပြီးလို့တင်ပါတယ်ဟုတ်တယ်လေ။ဘာတွေချက်ပြအောင်မယ်ဆိုတာကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော် channel လေးကို like subscribe လုပ်ပြီးတော့စောင့်မျှော်ပေးဖို့တောင်းဆိုပါရစေ။ နောက်ပြောလေးကိုဆုံးအောင်ကြည့်ပြီးတဲ့တယောက်ရှင်ကြောင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်အားဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်ရအောင်ဗျာအားလုံးပဲဘိုင်ဘိုင်